အားလုံးပဲမင်္ဂလာပါအခုခါမှာတော့ဒီ DIY ပြုလုပ်ရှင်တဲ့မိတ်ဆွေတွေအတွက်ကိုဒီမှာဒီအသင်းမီလုံးလေးဘယ်လိုပြုလုပ်လို့ရမလဲဆိုတော့ပြောပြမှာဖြစ်ပါတယ်ဒါလေးကဘယ်လိုသုံးရမလဲဆိုရင်ကျတော့ဒီမှာသူက power ခလုတ်လေးပါမယ် power လေးပါတယ်ပြီးဆိုရင် controller လေးပါမယ်ဟုတ်ပြီဒါဆိုရင်တစ်ချက်တင်ကျင်ထားသုံးမယ်ဆိုရင် power ခလုတ်တစ်ချက်နိုင်မယ်ပြီးဆိုရင်ဒီ controller လေးကကျတော့မီအလင်းအတင်းရှော်ဒီကောင်နဲ့တစ်ချက်လောက်လိုက်မယ်ဒီမှာဒါဆိုရင်မီကလင်းသွားပြီလင်းသွားပြီဒါဆိုရင်ဒီမှာပြန်ပိတ်လိုက်မယ်ဟုတ်ပြီဒါဆိုရင်အခုဒီမှာတစ်ခုလောက်ဆန်းကြည့်မယ် ီရတာဒါဆိုဒီမှာဒီမှာဆိုရင်ဒီမှာဒီမှာဒီမှာလင်းပါတယ်နော်ဒါဆိုရင်ဒီမှာဟာကဒီမှာဟုတ်ပြီဒါဆိုရင်ပြီးနောက်ကြရင်ဘာလို့လုပ်ရလဲဆိုရင်ဒီကောင်လေးကဒီမှာဒီကနေပြီးတော့သူ့ကိုအားသွင်းမယ်ဒါဆိုရင်အားသွင်းမယ်ဆိုရင်ကြတော့ဒီမှာပါဝါချက်ထိုးလိုက်မယ်ဒီလိုပါဝါထိုးလိုက်မယ်ဒီမှာတိုက်စီနဲ့ထိုးမယ်ဒီလိုအားသွင်းလိုက်ပြီဆိုရင်ဒီမှာသူကမီနီလေးဒီမှာမီနီလေးလင်းတယ်ဟုတ်ပြီဒါကြတော့ဒါအားသွင်းတဲ့အပိုင်းဒီမှာဆိုအားသွင်းတဲ့အပိုင်းဟုတ်ပြီနောက်ပြီးကြတော့ဒီမှာ သူ့မှာဟာထပ်သုံးလို့ရမလို့ဆိုရင်ပါဘတ်သုံးလို့ရမယ်ဒီနေရာလေးပါဘတ်သုံးလို့ရမယ်ဒါဆိုပါဘတ်နေတစ်ချက်ဆန်းကြည့်မယ်ဒါဆိုဒီနေရာလေးမှာပါဘတ်သုံးကြည့်မယ်ဒီမှာထိုးထိုးလိုက်ပြီဟောက်ပြီးပြီးပြီဆိုရင်ဒီမှာ ဖုံးလေးတစ်ချက်အသွင်းကြည့်မယ်ဒါဆိုရင်ဒီမှာဖုံးအသွင်းကြည့်မယ်ဒီမှာဒါဆိုရင်အခုဒီမှာအားဝင်သွားပြီဒါဆိုရင်ဒီမှာ ဟမ်အားမပါဟုတ်ပြီဒါဆိုရင်ဒါမျိုးလေးကိုဘယ်လိုပြုလုပ်ရလို့ရမလဲဆိုတာကိုအခုပြောပြပေးမှာဖြစ်ပါတယ်ဒါဆိုတော့အခုဒီမှာလိုအပ်တာကတော့ဒီမှာမိပြရပြလို့မယ်ပြီးဆိုရင် factory ဟိုတာလို့မယ်ပြီးဒီ clip လို့လို့မယ်နောက်ကြရင်ဒီမှာဒါကတော့ 1A 5.1A ဒီမှာ mini UPS ဟိုမှာ mini မှာ power bank ကလေးဒါလေးလို့မယ်နောက်ကြရင် ဒီမှာဒါ charging ပေးဖို့အတွက်အားပြန်သွင်းမယ်အဲ့အတွက်ကိုဒီမှာ TV 4056ဒီကောင်ရယ်ပြီးတော့ဒီမှာသူ့ရဲ့ holder လေးတစ်ခုလုံးမယ်နောက်ပြီးကျရင်ဘာလုံးလဲဆိုရင် BMS တစ်ခုသုံးလိုက်မယ်ဒါဆိုရင်ဒီမှာ BMS တစ်ခုသုံးမယ်ဟုတ်ပြီဒါဆိုရင်ကျတော့ဒီမှာ BMS ကိုပြောမယ်ဆိုရင်သူ့ကိုဒီနေရာလေးမှာ p minus ရှိမယ် p plus ရှိမယ်အဲ့ဆိုရင်ဒီမှာဒီကျိုးပြလေးမှာကျတော့ ဒီအဖြူလေးပါတယ်ဒီမှာအဖြူလေးအဲ့အဖြူအစင်းလေးပါတာကအနှုတ်အဖြူအစင်းမပါဘူးဒီဘက်ခြမ်းကောင်ကအပေါင်းအဲ့ဆိုတော့ဒီမှာဆိုရင် p ဒီမှာ p minus p plus ကိုကြာတော့ပါပါဘူး dp p နေရာနေပဲကျိုးအသွင်းအောက်အောက်အသွင်းမယ်ဒီနေရာအထုံးမယ်ဒီဒီဘက်ကအစွန်းနှစ်ဖက်ကြာတော့ဘက်ထရီကိုသွားပြီးချိန်မယ်ဒါဆိုရင်ဒီရလာတဲ့ဘက်ထရီကို ဒီကနေပြီးတော့ဒီကောင်ကိုတူပူပြီးတော့ဒီလိုပူပြီးတော့ချိတ်ပေးရမယ်ဒါဆိုရင်ကြတော့အသွင်ရထုတ်ကိုမီးထုံးမှလည်းဒီထက်သွင်းထုံးမယ်ပြီးတော့မီးရသွင်းနဲ့ဒီထက်သွင်းမယ်အဲဆိုတော့ဒီကောင်လေးကိုဒီကောင်လေးကခဲဆော်အောင်ဒီကောင်လေးခဲဆော်အောင်မယ်ဒါဆိုရင်ဒီမှာခုနပြောလို့ခုနပြောလို့ပဲဒီနေရာလေးကအနှုတ်ဖြစ်တဲ့အတွက်ဒီနေရာမှာဒီမှာအန်တာကောင်ကအနှုတ်ဒီကောင်ကအပေါင်းအဲတော့ဒီအပေါင်းနဲ့နှုတ်နဲ့ကိုခဲဆော်လိုက်ဟုတ်ပြီဒါဆိုရင်ကြတော့ ဒီလိုခဲဆော်လိုက်ပြီဆိုရင်ခဲဆော်လိုက်မယ်ခဲဆော်လိုက်ပြီဆိုရင်ဒီမှာဒီပုံစံမျိုးလေးဖြစ်ပြီဒါဆိုရင်ဒီမှာအပေါက်လေးဒီဒီအဖုံးကိုဒီကော်အဖုံးကိုမှာအပေါက်လေးဖောက်လိုက်တယ်ဒီမှာပလက်မိုင်းနဲ့အပေါက်လေးဖောက်ပြီးလည်းဖဲလေးကိုချိတ်ပြီးလိုက်တယ်ဟုတ်ဒီမှာဆိုရင်ပါဝါခလုတ်လေးကိုလည်းအပေါက်လေးဖောက်လိုက်တယ်ဒီမှာဆိုရင်ကွန်ထရိုလာလေးကိုလည်းဒီမှာအပေါက်လေးဖောက်ပြီးတော့အပေါက်လေးဖောက်လိုက်တာဒီအနေနဲ့ချက်ချုပ်ပြရအောင် ဘာဟောဗီဒိုနဲ့မူလီမူလီနဲ့လည်းမကြလိုက်ရယ်ဒါဆိုရင်ကျတော့ဒီနေရာမှာဒီကောင်ပြတ်တက်မယ်ဆိုရင်ကျတော့ဒီကောင်လေးကဒီခလုတ်လေးဒီဇောင်းလေးကဒီဇောင်းလေးကဒီမှာဒီတိုင်းလေးပဲအောက်ဆုံးရောက်နေရမှာဖိလိုက်ပြီနော်ဒါဆိုရင်ဒီမှာအပိတ်ဖွင့်ဒီလိုလောက်လို့ရမယ်ဟုတ်ပြီဒါဆိုရင်ဒီကောင်ဒီကတ်လေးကဒီကွန်ထရိုလာလေးက3 to 5ဖို့ဖြစ်တဲ့အတွက်3 to 50ဖို့အဲ့လိုဆိုတော့ဒီနေရာမှာရှိတဲ့ ဒီနေရာမှာရှိတဲ့3 to 5ဆိုတာလေးကိုခဲပူးမှရမယ်ဒီနေရာမှာရှိ3 to 5ဆိုတာလေးခဲပူးမှရမယ်ဒီမှာဒီမှာအမ3 to 5ဆိုတာလေးကိုခဲပူးရမယ်နော်အဲ့တော့ဒီနေရာမှာအခုခဲလေးတစ်ချက်ပူးကြည့်လိုက်မယ်ခဲလေးနဲ့ယူမယ်ခဲလေးဒီမှာဒါလေးကို ဒီနေရာလေးကိုခဲပူးမယ်ခဲပူးလိုက်ပြီနော်ဟုတ်ပြီခဲပူးလိုက်ပြီခဲပူးလိုက်ပြီဆိုတော့ခဲမပူးရင်သူကဒီ325နေရာမှာအလုံးလုံးမှာမဟုတ်တော့ဘူးခလုတ်ကိုလှည့်လဲအပြောင်းလဲဖြစ်နေမှာမဟုတ်တော့ဘူးအဲ့တော့ ဒီနေရာမှာရှိတယ်3 to 5ဆိုတာကိုကိုကခဲပူးရမယ်အဲ့လိုခဲပူးကံမှသာသူကအလုံးလုံးမှာဖြစ်ပါတယ်နော်ဒီမှာအလုံးလုံးမှာအဲ့တော့ဒါလေးကအဖုံးပိုင်းလေးအဖုံးလေးပြီးပြီဟုတ်ပြီဒီနေရာမှာဘက်ထရီဘက်ထရီကြတော့ဘက်ထရီကဒီမှာဘက်ထရီနှလုံးနှလုံးပယ်ရလက်ဆက်ပြီးသုံးမှာဖြစ်တယ်အဲ့တော့ဒီမှာဒီဒီ slot ကကြတော့ဒီမှာဒါနဲ့ဒါနဲ့ချိန်လိုက်တယ်ဒါနဲ့ဒါနဲ့ချိန်ပြီးတော့ဒီနှစ်ခုချိန်မယ်ဒီနှစ်ခုချိန်မယ်ပြီးလဲပြီးတော့ဒီမှာရှိတဲ့အပေါက်လေးရဲ့ကိုဖောက်လိုက်မယ်ဒါကြိုပြီးပေါက်ဖောက်ထားတာပါ ီညာလေးမှာပေါက်ထွားတာလေးဘက်ထရီကျိုးလေးချိန်ဖို့ပေါက်ထွားတာအဲ့ဒီကောင်လေးကိုဒီမှာချွတ်မယ်ဒီကောင်လေးကိုလည်းဒီကောင်လေးကိုလည်းမချွတ်မယ်အဲ့တော့ဒီမှာဒါလေးကိုအခုဒါလေးကိုဒီမှာတက်မယ်အဲ့တော့ဘက်ထရီလေးနဲ့တစ်ချက်ချိန်ကြည့်မယ်ဘက်ထရီကတော့ဒီမှာ3600 3900mAh နှလုံးသုံးမှာဒီဒီကောင်လေးနှလုံးသုံးမှာဒီမှာဒီကောင်လေးနှလုံးဒီကောင်နှကောင်သုံးမှာ နော်ဒီကောင်တော့ကအဲ့တော့ဒီကောင်တော့ကောင်ယူမယ်ဟုတ်ပြီခဏလေးချိန်ကြည့်မယ်ဘာချိန်လဲဆိုဘက်ထရီအပေါင်းနှုတ်ကိုချက်ကြည့်မယ်ဒီကောင်အနှုတ်မအဖြူလေးပါတယ်အဲ့တော့ဒီကောင်ကိုဒီလိုဒီလိုတက်ကြည့်မယ်ဒါဆိုရင်ဘက်ထရီကဘယ်လိုဖြစ်မလဲဆိုတော့ဘက်ထရီကဒီလိုထိုးရမှာဆိုတော့ဘက်ထရီကဒီလိုဒီလိုထဲမှာအနံမအတက်ဒါဆိုရင်အနှုတ်ပေါင်းမနေဖြစ်တော့ဒီကောင်ကိုဒီလိုပြန်လှည့်လိုက်မယ်ဒါဆိုရင်ဘက်ထရီကိုဒီလိုဆိုက်မယ်ဒီလိုဆိုက်မယ်ဆိုရင်အပေါင်းကကြတော့ဒီအပေါင်းကကြတော့ဒီအပေါင်းကဒီဘက်ချက်မှတက်ကမယ် ဒီဘက်နှုတ်ကဒီမှာတက်ကမှာဒါဆိုတော့ဒီကျိုးလေးကိုဒီမှာဒီမှာထိုးလိုက်မယ်ဒီမှာထိုးလိုက်မယ်ဒီမှာထိုးလိုက်မယ်ဟုတ်ပြီဒီဘက်ကကျိုးဒီဘက်ကကျိုးလည်းဒီမှာထိုးလိုက်မယ်အဲ့တော့ဒီတိုင်းလေးပဲခဏတိုင်းမယ်ဒီမှာဆွဲပြီးယူလိုက်မယ်ဒီကောင်လေးကိုလည်းဒီမှာကောင်လေးကိုလည်းဒီမှာဆွဲပြီးယူမယ်

ဒီမှာဒါဆိုတော့ဘက်ထရီအိမ်လေးရဲ့မီးပြားလေးရဲ့ကွန်ထရိုလာလေးရဲ့တက်လို့ပြီးပြီအဲ့တော့ပြီးရင် connection join တဲ့ပုံစံပြမှာဖြစ်ပါတယ်အဲ့တော့ဒီကောင်ကအခုဒီမှာဒီဘက်ကအနှုတ်ဘာလို့နှုတ်ယူဒီဘက်ကဖြစ်သွားလဲဆိုရင်ကြတော့ဒီမှာဘက်ထရီယူရတော့ဒီလိုတက်မှာဒီမှာဘက်ထရီကဒုတိယဘက်ထရီတွေကဒီမှာအရင်ကလေးပါတယ်အရင်ကလေးပါတဲ့ဘက်ကအပေါင်းဒီမှာအရင်ကလေးရှိအပေါင်းအဲ့တော့ဒီလိုတက်မယ် ဒါဆိုရင်ဒီမှာကျိုးဒီမှာ join ပြောပြီးဒီမှာ battery battery ဟုတ်ပြီဒါဆိုတော့ဒီနေရာမှာ BMS ကကိုပြီးရင်တုံးမယ်အဲ့တော့ဒီမှာရှိတဲ့မီးပြားလာတဲ့ကျိုးဒီမီးပြားဒီမှာမီးပြားလာတဲ့ကျိုးကိုအထွက်အထွက်ဆိုတော့ဒီမှာ motor motor ဆိုတဲ့ဘက်မှာဒီနေရာလေးမှာတက်ပေးရမယ် ဒီမှာမော်တာဆွဲနေရလေဒီမော်တာဆွဲနေရမှာကြတော့မိပြရဲ့ချိုးအထွက်ကိုတက်ပြရမယ်မော်တာဆွဲနေရလေးမှာ DC in နဲ့ DC ဒီနှစ်ခုကကြတော့ပါဝါဝင်မဲ့ရှိရတက်ကမှာအဲ့တော့ဒီမှာဒါလေးကိုအခုဒီကောင်လေးကိုတက်မယ် အဲ့တော့ဒီမော်တော်နေရာမှာဒါလေးကိုလှည့်မယ်ဒီကောင်လေးကြီးလည်းလှည့်မယ်ဟုတ်ပြီဒီမှာလည်းပလက်မိုင်းနဲ့ရှိတယ်အမှားတက်လို့မရအောင်မှန်အောင်တက်ရမယ်အဲ့တော့ဒီမှာမိုင်းနဲ့ဆိုတဲ့နေရာမှာဒီကောင်ရဲ့မိုင်းနဲ့ယူထိုးရမယ်ဟိုဒီမိုင်းနဲ့ကိုဖြီးပြီးထိုးမယ်ပြီးဆိုရင် ဒီကောင်ကြက်မယ်ပြီးဆိုရင်ဒီမှာမော်တာရဲ့အပေါင်းမော်တာရဲ့အပေါင်းလေးလိုပဲမော်တာပေါင်းကျုပ်ထိုးမယ်ပြီးဆိုရင်မော်တာပေါင်းကျုပ်ဒီမှာကြက်မယ်အဲဆိုတော့ဒီမှာအထွက်အထွက်ဆိုတာဘာလို့ဒီလိုလောက်ရဆိုမှာဒီကောင်ကိုလှည့်တယ်လှုပ်တဲ့ခါကျရင်ဒီအားကိုထိန်းလို့ရအောင်ဒီကထွက်တာအဲ့တော့ဒီကောင်ကိုဒီဒီဘက်ကပြီးပြီး ဲ့တော့ဒီနေရာမှာခုနကဘက်ထရီဘက်ထရီဘက်ထရီရလာတဲ့ကောင်ကြတော့ခုနကအောင်ပြောခဲ့တယ် BMS ရဲ့ B ဆိုတဲ့နေရာမချိတ်ကြမယ်နော် B အဲ့တော့ဒီကောင်ကလည်း minus platform ကိုချိတ်မယ်အဲ့တော့ဒီမှာအဖြူလေးပါတဲ့ဘက်က minus ဒီနှစ်ခုကိုဒီမှာပူလိုက်မယ်ဒီကောင်တော့ကလေးလေးနဲ့တွဲမယ်အဲ့တော့ဒီကောင်အပေါင်းဒီကောင်အပေါင်းမှာ ဒီမှာချိန်လိုက်ပြီအဲ့တော့ဒီမှာချိန်လိုက်ပြီဟုတ်ပြီဒါဆိုရင်ဒီမှာဒီကလေးလေးနဲ့ညှက်လိုက်ဒါဆိုရင်ဘက်ထရီကို control လောက်မှာဒီကနေလောက်မှာ BMS ကနေ control လောက်မှာဖြစ်တယ်အဲ့တော့ဒီမှာ BMS ကိုတက်ပြွားပြီဟုတ်ပြီဒါဆိုရင်အားသွင်းအားထုတ်ကိုလည်းဒီမှာလောက်ကမှာဖြစ်တဲ့အတွက်ခုနကဒီကောင်လေးကိုခဲဆော့ရမယ်ဒါဆိုရင်ဒါက TB4056 ဒါဆိုရင်ဒီကောင်လေးကို မှာ b plus ရှိမယ် b plus ရှိမယ် b minus ရှိမယ်ဒါလေးနှစ်ခုကိုလည်းမှန် try ပေးရမယ်ဟုတ်ပြီဒါဆိုရင် condition try မယ်ဒါတော့ဒီလိုမှာဒီ minus plus ကိုတေချာမှန်အောင်တက်ပြီးတော့ join လိုက်မယ်နော်ဒါဆိုရင်ဒီမှာဒီလိုလေး join ပြီးတော့ cut တို့လိုက်မယ် cut တို့ပြီးရင် cut holder လေးထိုင်လိုက်မယ်ဆိုရင်ဒါဒီပုံစံမျိုးလေးပြီးကျွန်တော်ဒီမှာဒီမှာတက်မှာအဲ့ဆိုတော့ဒါကြီးကိုခဏဖေးလိုက်မယ်ဒီကောင် အဲဆိုဒီကောင်ကိုဒီကောင်ခဲဆော့လိုက်ဒီကောင်ခဲဆော့လိုက်ပြီဆိုတော့ဒီမှာခဲဆော့လိုက်ခဲဆော့တော့ဒီမှာဒါမျိုးလေးရပြီဒီကောင်ထိုင်ဦးဒီမှာဒီမှာထိုင်ပါဒီကောင်ဒီလိုထိုင်ပါနော်ဒါဆိုဒီလိုလေးဖြစ်သွားမယ်အဲဆိုဒီကနေပြီးတော့အားသွင်းမယ်လောစေဒီတိုင်းလေးခဏထားလိုက်မယ်ဒါကကောကတ်မှရမယ်အဲဒီကောင်ခဏထားလိုက်မယ်ဒါဒီကောင်ခဏထားမယ်အဲဆိုဒီမှာအဲ့လိုပဲ 501A 501A mini UPS ကလေးအဲ mini power bank ကလေးဒီမှာလောက်ကမှာဒါဆိုရင်ဒီမှာဒီကောင်းအောင်လဲခဲကိုခဲဆော့မယ်ခဲဆော့ပြီးတော့ဒီကောင်းအောင်လဲဒီမှာ B black ဒီကောင်းကဒီမှာ B- နဲ့ B black ကိုမှန်အောင်တက်ကမယ်နော် B- ရဲ့ black ရှိတယ်ဒီမှာဒီမှာလဲနော် black ပြထားတယ်ဒီမှာ minus ပြထားတယ် ော် b plus b minus နဲ့ဥမာအောင်တက်မယ်ဒီမှာက plus ဒီဘက်မှာက minus ပြီးဆိုရင်ညာတော့သူ့ရဲ့မကတ်ဟိုတာလေးနဲ့တွဲပြီးတော့ထိုင်မယ်ထိုင်ပြီးဘာသုံးလဲဆိုရင်ဒီပေါ်မှာအပေါက်လေးရှိတယ်အဲ့မှာဖောက်လိုက်ဒီပေါက်လေးမှာဒီပေါက်လေးကိုဒီမှာဆလော်လေးဒီမှာထည့်ပြီးထိုင်မယ်ပေါက်တာဆိုတော့ဒီမှာအခုဒါပါဝါဘန်ကလေးကိုဒီမှာဒီမှာထိုင်လို့ရပြီဒီမှာထိုင်မယ်ပါဝါဘန်ကလေးကိုဒီမှာထိုင်မယ်ဒီမှာထိုင်တဲ့ခါကျရင် ဒီလိုလေးထိုင်နေပါလို့ဒီလိုထိုင်နေလဲဆိုရင်ဒါလိုလှုပ်လိုက်ပြန်လဲကျိုးကိုဖြောင်းပြန်ထိုးလို့ဖြစ်မှာဆိုတော့ဒါဆိုရင်ဒီမှာအသွင်ကောင်းလေးကိုထည့်ပဲထိုးမယ်ဒီပုံစံမျိုးလေးနော်ဒါဆိုရင်ဒီလိုလေးလှုပ်မယ်အရှိတော့ကော်လေးနည်းနည်းကတ်မှရမယ်အဲဆိုတော့ဒီမှာကော်လေးနည်းနည်းကတ်ရမယ်ကော်နည်းနည်းဒီမှာဒီလေးဒီနေရာလေးကော်လေးနည်းနည်းကျွေးရမယ်မကတ်မှဆိုလို့ အဲ့ဆိုတော့ဒီမှာခုနကစဉ်းစားရတယ်ဒီမှာဒီကောင်ဒီမှာဒီကိုချမယ်ပြီးဆိုရင်ဒါမျိုးလောက်လိုက်မှာဟမ်ဒီမှာဒါဒီမှာရပြီဒီမှာရပြီခုနကခုနလိုပဲနောက်ထပ်ဒီမှာ TV 405စိတ်ကိုလည်းဒီမှာကော်နေနဲ့ကြွေးမှရမယ် ီလိုထိုင်းပြလိုက်။ဘာလို့ဒီလိုထိုင်းလဲလို့ဆိုရင်ညတော့ဒီမှာအောက်ကကျတော့ကောက်သားပုံများတယ်။ဒီမှာဆိုရင်ကောက်အားပုံများတယ်ကောင်းပုံများကောင်းတော့နေရတယ်အားကြောင့်။ဒါဆိုတော့ဒီကောင်လေးကိုအဲ့ဒါဒီကောင်မှာဒီမှာဒီမှာဒီမှာကပ်ပြီကောင်ကလိုက်မယ်ကပ်ပြီဒါဆိုရင်ကျတော့ဒီမှာရပြီအဲ့တော့ ဒါနောက်ထပ်ဘယ်လိုသွားမလဲဆိုရင်ကျွန်တော်ဒီမှာဒီထိရပြီနော်ဒါဆိုရင်ဒီမှာဒီထဲကိုဘယ်ထူရလာတဲ့ကောင်ကဒီမှာ join ရမှာအဲ့တော့ဒီမှာဒီ controller ကိုဒီမှာဆင်းမယ် ဲ့ဒီနေရာမှာလည်းအပေါင်းနှုတ်မှန်အောင်တက်ကြမယ်။ဒါဆိုရင် DC minus ရှိမယ် plus ရှိမယ်အဲ့ဆိုရင်ဒီအဖြူပါတဲ့ကောင်လေးက minus အဲ့ဒါ minus ဘက်ကိုဒီကောင်ကိုတက်မယ်။ ီဒါဆိုရင်ဒီနေရာမှာကဘက်ထရီရလာတဲ့ကောင်ကိုထည့်ပေးလိုက်ရင်ခလုတ်မခံမှာဆိုတော့ဒီမှာခလုတ်ရှိရနေရတဲ့ကောင်လေးကိုခက်တို့ပေးမှာဒီကောင်ခလုတ်ရှိဝင်မှာဒီကျွန်းနဲ့ကျွန်းခလုတ်ရှိဝင်မှာ ဲ့ခလုတ်ရှိဝင်မယ်ဒီကောင်ကလည်းခလုတ်ရှိသွားမယ်ဟိုဒါဆိုရင်ဒီကောင်လေးတွေကိုခက်တို့ ါဆိုရင်ဒီကောင်ရပြီအဲ့ဒါဒီကောင်ခဲတူပြီဆိုရင်ပြီးသလောက်ဖြစ်နေပြီအဲ့ဒီဒါဆိုရင်ကြတော့ခုဒီမှာပါပါဒီကောင်ဒီကောင်လေးကိုဒီကောင်နှစ်ကောင်ပူရမယ်ဒီကောင်နှစ်ကောင်အားဝင်အားပေးမယ်ကောင်အားဝင်မယ်ကောင်ဆိုဒီကောင်လေးပူမယ်ပြီးဆိုရင်ဒီကောင်လည်းပူရမယ်။အဲ့တော့ဒီမှာ ဒီကနေပဲအားထုတ်မှာခုနကပြောတယ် P+ B P- ဒီမှာပါဝါရှိတဲ့ကောင်ဒီ P+ B- ကထွက်တဲ့ဂျူနဲ့ဒီကောင်လေး ਨੇ အကုန်လုံး join ပြရမှာဘာဖြစ်လို့လဲဆိုရင် P+ B- ကပဲအသွင်လဲသူ့ပဲမီးထွန်းလဲသူ့ပဲအဲဒါကြောင့်မို့ဒီကနေပဲအကုန်လုံးဒီမှာ join ပြရမှာအဲ့တော့ဒီမှာကလစ်လေးနဲ့ join မယ်ဒီမှာကလစ်လေးတစ်ခုတောင်းလိုက်မှာဒီမှာဒီမှာတော့ကလစ်လေးနဲ့မှညှပ်လိုက် မကလေးနဲ့ညံမယ်ဒီမှာလည်းကလေးလေးနဲ့ညံမယ်ဟုတ်ပြီအဲ့ဆိုဒီမှာဒီမှာရှိတဲ့၃កောင်လုံးကို plus minus မှန်အောင်တက်မယ်မ minus ကိုအရင်ရှားလိုက်မယ်ဒီမှာ minus ကိုဒီက minus နဲ့ပူးမယ်ပြီးရင်လည်းဒီက minus နဲ့လည်းဒီမှာပူးမယ်အဲ့ဒီ၃កောင်လုံးကိုဒီမှာလဲမယ်ဟုတ်ပြီဒါဆိုရပြီအဲ့တော့နောက်ထပ်အပေါင်းနေရှာမယ် ဒီအပေါင်းလေးဒီမှာအရှိမပါအောင်အဖြူရမပါအောင်အပေါင်းအဲ့တော့ဒီမှာရှိတယ်အပေါင်းအဲ့တော့ဒီကောင်လေးနဲ့ try မယ်အဲ့ဒီမှာဒီမှာလည်း၃မိဖျား၃မိဖျားချွိုင်းမယ် အဲ့တော့ပင်နေအကုန်လုံးကဒီနှစ်ပင်ကအားဝယ်မယ်ကောင်ဒီဒီကျိုးကအားထွက်မယ်ကောင်အဲ့တော့ဒီမှာ p plus b minus ထဲကိုပဲဒီကောင်တွေအကုန်ကျွေးရမယ်အဲ့တော့ဒီမှာအဖြူပါတဲ့ကောင် minus အဲ့တော့ခုနက minus တွေအရင်ရှာထားတယ်အဲ့တော့ဒီမှာရှိတယ် minus ဘက်ကိုအရင်ကလစ်ညှပ်လိုက်ဒါဆိုတော့ဒီမှာကလစ်ညှပ်ပြီး ထောက်ကြရင်ဒီမှာအပောင်းလည်းဒီဘက်မှာပဲကလေးညှက်လိုက်မယ်ဟုတ်ပြီဒါဆိုရင်ကြတော့ connection တွေကအကုန်ပြီးသွားပြီအဲ့တော့ဒါလေးကိုအခုအဆင်ပြေတယ်မပြေဘူးတစ်ချက်စမ်းကြည့်မယ်အဲ့တော့ဒီမှာပါဝါလေးကိုတော့အရင်ပိတ်ထားမယ်ပြီးတော့ဒီမှာဘက်ထရီလေးတစ်စုံတစ်စုံနဲ့ပြင်စမ်းကြည့်လိုက်မယ်အဲ့ဒီဘက်က mine နဲ့ဒီမှာဒီကောင်ကိုချလိုက်ဟုတ်ပြီဒါဆိုရင်ကလုတ်ကိုတစ်ချက် ဖွင့်ကြည့်မယ်ဒီကောင်တစ်ချက်လှက်ကြည့်မယ်ဟုတ်ဒါဆိုရင်ဒီမှာရပြီနော်ဒီမှာဒါဆိုရင်ဟုတ်ပြီနောက်ထပ်ပတိတလုံးကိုထပ်ပြီးတော့ join မယ်ဒါဆိုရင်လည်းဒီမှာဒီမှာ click ဆင်ပြီးတော့ join လိုက်ပြီနော်နောက်ခုယူပါပြီဖွင့်ကြည့်မယ်ဒီမှာဘာဝဘက်ဖွင့်ပြန်လုပ်လိုက်ဘာဝဖွင့်မယ်ပြီးပြီးဆို controller လေးကိုချက်လှည့်မယ်နော်ဒါဆိုရင်ဒီမှာ link အားကတော့ဒီမှာချက်ကြည့်ကြည့်မယ် ဒါဆိုဒီမှာလင်းနေနော်ဒါဆိုရင်ဒီမှာကတ်ကြီးကြီးမယ်ဒီမှာဒါတော့လင်းနေဒါဆိုရင်ဟုတ်ပြီဒါဆိုတော့ဒါရပြီအဲ့တော့ဒီကောင်လေးကနေပြီးတော့ဒီကောင်အားသွင်းဖို့ချက်စမ်းကြည့်မယ်ပါဝါကလုတ်ပြန်ပေးလိုက်မယ်အားသွင်းလို့ရမရအဆင်ပြေပြီးစမ်းမယ်အဲ့တော့ဒီမှာအရင်ဆုံးတိုက်စီနေအားသွင်းကြည့်မယ်ဒါဆိုရင်အားသွင်းကြိုးလေးဒီမှာထိုးလိုက်မယ်ဒီမှာမီနီလေးလင်းနေအားရှိနေတဲ့အတွက် မီးပြဖြစ်သွားအားရှိနေလို့မီးပြဖြစ်တယ်ဒါဆိုဖွင့်လိုက်တာနဲ့တော့ပြန်ညီသွားလိုက်မယ်နော်မာအားပါထီအားပြနေတဲ့အတွက်မီးရခုနပြပါပါနော်မီးအားပြပြီဆိုရင်ပြလိုက်မယ်ဟုတ်ပြီဒါဆိုတော့ဒီကောင်ကရပြီသူ့ကိုပါဝါဘန်းရောအားသိမ်းပေးနိုင်လားစမ်းကြည့်မှာဒါဆိုရင်ပါဝါဘန်းချက်ထိုးကြည့်မယ်ဒါဆိုရင်ဒီမှာဒီနေရာလေးမှာပါဝါဘန်းလေးကိုစမ်းကြည့်မယ်ဟုတ်ပြီဒါဆိုရင်ဒီမှာ ဒါဆိုရင်ဒီမှာ Okay ဒါဆိုရင်ဒီမှာအားလည်းဝင်သွားပါပြီနော်ဒါဆိုရင်ကျတော့အခုလို့ဒီလိုမီလုံးလေးပြလို့တဲ့ပုံစံလေးကိုအခုကြောပြပေးလိုက်ဖြစ်ပါတယ်တိပိသားတွေကတော့အကုန်လောက်တက်မှာပါဒါတွေကတော့မတိသေးတဲ့လူတွေအခုမှဆန်ပြီးတော့ DIY လုပ်ရှင်တဲ့လူတွေတော့ကိုပြပြပေးလိုက်ဖြစ်ပါတယ်ဒါဆိုရင်ဒီလိုမီလုံးလေးဒီမှာရပါပြီဒါဆိုတော့ဒီမှာဒါမီမီလုံးလေးတွေဘောပါအောင်ဆင်ကျင်နေဆိုရင်ဒီမှာဆင်လို့ရပါပြီနော် ားလုံးကိုကျေးဇူးတင်ပါတယ်